ားလုံးမင်္ဂလာပါ။ဒီနေ့တော့မင်း YouTube channel နေပြီးတော့အားလုံးကြိုဆိုပါရစေ။ဆိုတော့ကျွန်တော် Manchester United ကတော့ကျွန်တော်ဒီအိမ်ပွဲမှာရာသီပိတ်ပွဲစဉ်ဖြစ် Aston Villa နဲ့ကစားခဲ့တဲ့ပွဲပြီးမှာတော့ကျွန်တော်တို့2-0ဆိုတဲ့ result နဲ့အိမ်ပွဲမှာကျွန်တော်တို့တစ်လပ်ပပပိတ်နိုင်ခဲ့တယ်ပေါ့နော်။ဒီရာသီဇိုးကြီးကိုကျွန်တော်တို့အဲဒီအနိုင်ရတဲ့နေကျွန်တော်ပိတ်နိုင်ခဲ့တယ်ပေါ့နော်။ဆိုတော့အဲဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်တို့မပြောခင်မှာဒီပေါ့နော်ဒီပွဲမတိုင်ခင်မှာကျွန်တော်တို့ပြည်သက်ဒီစိတ်ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ ီပွဲအပြီးမှာပြောစရာ topic ကတိတ်ပြီးတော့ကျွန်တော်မျက်မျက်ဆဆမရှိတော့ဘူးလို့ကျွန်တော် Google နဲ့ထင်ထားခဲ့တယ်။အဲဒီဘောနော်ဥမာဒီပွဲဘလူရက်ဆက်ပဲဖြစ်ပေါ်လာဖြစ်ပေါ်လာကျွန်တော်တို့ပြောရမယ့် topic ကအဲဒီနောက်ဆုံး Emery အိမ်ဝင်းမှာကျွန်တော်ဘလူမျိုးတွေကျွန်တော်တို့နှုတ်ဆက်မလဲ။အဲဒီဘောနော်ပြီးတော့ကျွန်တော်တို့ဒီ အလုံးနဲ့ထွက်မဲ့ကစားသမားတွေဘယ်လိုနှုတ်ဆက်မလဲဒါတွေကိုပဲကျွန်တော်တို့အကြည့်ရမယ်ပေါ့နော်ဒီလိုပုံစံမျိုးကိုပဲကျွန်တော်တို့ပြောစရာဖြစ်လာလိမ့်မယ်လို့ထင်ခဲ့တာဒါပေမဲ့ဒီနေ့ပွဲကျွန်တော်တို့ဒီကစားသွားတဲ့ခြေစွမ်း result ကျွန်တော်လုံးဝဒီ certified ဖြစ်စရာတွေကျွန်တော်အများကြီးကျွန်တော်တွေ့ခဲ့တယ်ပေါ့နော် controversial ဖြစ်စရာတွေလည်းကျွန်တော်ရှိပါတယ်ဆိုတော့အဲပထမဦးဆုံးကျွန်တော်တို့ဒီပေါ့နော်အင်းအသင်းရဲ့ကျွန်တော်တို့ဒီအာကစားသမားတွေဖြစ်တဲ့ အဲဒီပေါ့နော်ကျွန်တော် Lily Love တို့ပြီးလို့ရှိရင် Everything တို့ Johnny Evans တို့ကတော့ကျွန်တော်လုံးဝအတီလွတ်နေကျွန်တော်ထွက်ခွာပြီးဖြစ်ပါတယ်ဆိုတော့အဲဒီကစားသမား၃ယောက်လောက်ထွက်ခွာပြီးဆိုတော့ Everything ကတော့ဒီနေ့ပွဲမှာသူ penalty twin goal တကူသူရခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒီဒါကျွန်တော်တို့ဒီတကယ်ကောင်းတယ်ကျွန်တော်တို့နှုတ်ဆက်မှုပုံစံကျွန်တော်ဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့ Everything ကျွန်တော်ထွက်ပြီးဆိုတော့ အဲကျွန်တော်တို့ဒီ transfer လဲကျွန်တော်တို့စပြီးတော့ကျွန်တော်တို့အတင်းဘက်ကနေပြီးတော့ official ကျွန်တော်အလုပ်လုပ်လို့ရပြီဆိုတဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတော့ဒီလာမယ့်ကျွန်တော်တို့ဒီရက်တွေမှာဆိုလို့ရှိရင်လည်းရာသီဥခြေစမ်းပွဲတွေလည်းကျွန်တော် ရှိနေရပေါ့ဒီမတိုင်ငယ်မှာကျွန်တော်ကစားသမားအသစ်တွေရောက်လာအောင်လို့တော့အဲကျွန်တော်တို့အဲဒီအတင်းဘက်ကနေပြီးတော့ကျွန်တော်တို့ရေခွင်ရေခိုင်းကျိုးကမ်းကျိုးဘက်မှာကျွန်တော်ရှားတော့မယ်အခုလက်ရှိကျွန်တော်တို့ဒီ transfer budget အနေထားမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီတန်းတရာလောက်ပဲကျွန်တော်မှရှိရဗျာဆိုတော့တကြောင်မို့ကျွန်တော်တို့ဒီရောက်လာရင်တော့မှဒီရှိတော့ကျွန်တော်ခေါ်ခဲ့တဲ့ဒီပါလေ ဒီဒီတောင်တောင်အမေရိကကျွန်တော်ကစားသမားတယောက်ကျွန်တော်ရှိရဗျာသူရဲပြီးတော့ရှင်ကိုညာရဲဒီလောက်တော့ပဲကျွန်တော်ရှိအောင်မယ်ပေါ့နော်ဆိုတော့ အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီနောက်ပိုင်းတွေမှာဆက်ပြီးတော့ကျွန်တော်ကြားရဖို့ရှိပါတယ်ဆိုတော့ဒါရင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အမြဲတမ်းဆိုသလိုအပ်ဒိတ်တနိုင်သူဖြစ်အောင်တင်ပေးပါမယ်ဆိုတော့အဒီနေ့ပွဲမှာကျွန်တော်တို့ရွေးအမေရိကတော့ဒီယာဒီဇိုးကြီးနဲ့ပတ်သက်ပြီးတော့သူပြည်သက်တွေကိုသူတောင်းပန်ထားတယ်ဆိုတော့အဲသူပြောတဲ့အထက်မှာဆိုလို့ရှိရင်ကျွန်တော်တော်တော်လေးသဘောကျတဲ့အချက်ကကျွန်တော်ဗါလဲဆိုလို့ရှိရင်ပေါ့နော်သူဒီအသိန်းကိုကျွန်တော်တို့စပြီးတော့ရောက်လာတဲ့အချိန်မှာသူ၃ပွဲကစားပြီးမှာပေါ့နော်သူ၂ပွဲထိနိုင်ပြီးတော့တပွဲတည်ကြတယ်ပေါ့ဆိုတော့ အဲ့ချိန်မှာလည်းသူပြောခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒီမုံတိုင်းကတော့လာဖို့ရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အားလုံးကြံ့ကြံ့ခံနိုင်အောင်ကျွန်တော်တို့ပြင်ဆင်ထားမှရမယ်ဆိုတဲ့ပုံစံမျိုးသူပြောထားတယ်ပေါ့နော်ပြောခဲ့တယ်ပေါ့အဲဒါပေမဲ့အခုလက်ရှိအချိန်မှာအဲဒီပေါ့နော်အဲ့လိုပြောခဲ့တာဖြစ်တဲ့ကြောင့်မလို့ကျန်တဲ့ဒီဘောနာအဲ့လိုပြောအပြီးနောက်ပိုင်းပွဲစဉ်တွေကိုကျွန်တော်တို့ကြည့်ကြည့်ဒီရာသီကုန်တဲ့အတိကျွန်တော်ပွဲစဉ်တွေကိုကြည့်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပရိသတ်တွေရောကျွန်တော်တို့ဘယ်လောက်ထိခံစားခဲ့ရလဲဆိုတာကိုမြင်နိုင်တယ်ဗောနော်ဆိုတော့ အခုကျွန်တော်ထပ်ပြောမယ်ပေါ့နော်သူကဒီအခုကျွန်တော်ထပ်ပြောမယ်တကယ်ကောင်းတဲ့အရာတွေမြန်မာပြည်မှာကျွန်တော်တို့ဖြစ်လာဖို့ရှိတယ်ဆိုပြီးတော့သူကပြောခဲ့တယ်ပေါ့နော်သူပြောချင်တဲ့သဘောကတော့ဗျာကျွန်တော်မုံတိုင်းနေလာမယ်လို့ပြောခဲ့တုန်းကအဲဒီပေါ့နော်တကယ်ကျွန်တော်တို့ဒီအသေးမှာတကယ်ကိုကျွန်တော်တို့ဒီဟိုတလွဲတွေကျွန်တော်ဖြစ်ခဲ့တယ်တကယ်ကျွန်တော်တို့ခက်ခဲတဲ့ကာလတစ်ခုကျွန်တော်ဖြတ်တန်းခဲ့ရတယ်ဆိုတော့အခုကျွန်တော်ပြောမယ်အဲသူကကျွန်တော်တို့ဒီပေါ့နော်ကောင်းတဲ့အရာတွေလာဖို့ရှိရလို့ပြောမယ်ဆိုလို့ရှင်နောက်မှာတကယ်ကောင်းမဲ့အရာတွေလာဖို့ ရှိလိမ့်မယ်ပေါ့နော်ဒီလိုပုံစံမျိုးသူကဆိုလိုချင်တဲ့သဘောမျိုးပေါ့နော်ဆိုတော့အဲကျွန်တော်တို့ပရိသတ်တွေအတွက်ကလည်းဒီလိုမျိုးပဲကျွန်တော်တို့ဖြစ်စေချင်ကြတာပါအခုလည်းရှိကျွန်တော်တို့ဒီ အမရင်ကိုကျွန်တော်ဆက်ပြီးတော့ထားမယ်လုံးဝကျွန်တော်ထုတ်ဖို့ plan မရှိအတင်းကကျွန်တော်ဒီဒီဘောနော်ဒီနည်းပြောက်ခန့်နေဆိုတော့ဒါကျွန်တော် project manager ဖြစ်တဲ့ရေးရှင်းအချိန်ပေးရမယ်သူ့ကိုကျွန်တော်တို့အဲ supporting နဲ့ကျွန်တော် အများကြီးလုပ်ရမယ်ကစားသမားတွေကျွန်တော်ခေါ်ပေးရခေါ်ပေးရမယ်ဘောနော်ဆိုတော့ transfer တစ်ခုတည်းနဲ့လောက်ချင်မှလောက်မယ်နှစ်ခုတည်းနဲ့လောက်ချင်မှလောက်မယ်ဘောနော်ဆိုတော့အချိန်ကျွန်တော်တို့အများကြီးပေးပြီးတော့ခေါ်ထားတဲ့နည်းပြဟုတ်မဟုတ်ဆိုတာကျွန်တော်တို့ဒီစရောက်တဲ့ interview တွေကိုကျွန်တော်တို့သိရင်ကြည့်ရင်သိနိုင်တယ်ပြီးတော့ကျွန်တော်တို့ဒီဘောနော် emory ကျွန်တော်တို့တစ်ခုကြိုက်တာက emory ဒီကျွန်တော်တို့ဒီဘောနော် သူဒီ media collaboration တွေအရင်ကောင်းတယ်အဲ့ဒီချက်ကကျွန်တော်တို့ဒီဘောနော်တကယ်ကိုကျွန်တော်တို့ဒီ impressive ဖြစ်เสียပဲ foreign နီးပြတယောက်အနေနဲ့ဒီ england media ကိုကင်တွယ်တဲ့ပုံစံကသူတော်တော်လေးကောင်းတယ်အဲပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်သူ့ကိုကျွန်တော်တည်ထားမိတဲ့အချက်ကသူကဘယ် interview မှာမဆိုသူများမပြောခင်သူအရင်ကြိုပြောတာပဲအဲ့ဒါကကျွန်တော်တို့ဒီဘောနော်ဟိုဒီဘယ်လိုပြောရမလဲပွဲဖြစ်စေမယ့်အရာတွေကိုကျွန်တော်ရောကြသေးတယ်လို့ကျွန်တော်ထင်တယ်ဥပမာကျွန်တော်တို့တစ်ခုခု တခုခုကိုဒီဘာလဲမေးလိုက်ပြီဆိုလို့ရှိရင်အဲဘယ်သူမှဘာမှမပြောသေးဘူး तू ကကျွန်တော်တို့သူ့ကိုယ်သူအမှသူ့သူနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲဘာညာအဲ့လိုမျိုးပြောပြီးဆိုတော့သူ့ကိုယ်သူကျွန်တော်တို့ထပြီးတော့ပြစ်တင်လိုက်တာမျိုးပေါ့အဲ့လိုပုံစံမျိုးတွေကျွန်တော်တို့အပြောတယ်ပေါ့နော်ဒီလိုပုံစံမျိုးတွေကျွန်တော်ရှိတယ်ဆိုတော့ media collaboration နဲ့အရန်ကောင်းတယ်ဒီနေ့ပွဲကျွန်တော်ဒီပွဲပြီးကျွန်တော် speaker လောက်သွားတဲ့ပုံစံတွေလည်းသူအဆင်ပြေရပါတော့အကောင်းတယ်ဆိုတော့အဲလာမယ့်ရာသီကတော့ဒီရာသီကတော့ကျွန်တော်ပြီးခဲ့ပြီဆိုတော့တိတ်ကအတိတ်မှာပဲကျွန်တော်တို့ဟို ထားခဲ့ရမှာပဲဗောနော်ထားခဲ့ရမှာပဲဆိုတော့ပြီးခဲ့တဲ့ရာသီလည်းဒီလိုပဲကျွန်တော်ပြောခဲ့ရပါဘူးနော်ဒါပေမဲ့အခုလက်ရှိကတော့ကျွန်တော်တို့သွားနေတဲ့လမ်းစဉ်ကမတူဘူးဆိုတာတော့ကျွန်တော်တို့ပြိသက်တွေနားလည်ထားရမယ်ရှင်းနီးပြတွေတုန်းကကျွန်တော်တို့မှာဖားပလန်မှမရှိဘဲနဲ့ကျွန်တော်တို့ခန့်ခဲ့တဲ့နီးပြတွေများတယ်ဗောနော်ဆိုတော့အဲဒီမှတ်မှတ်ရရကျွန်တော်တို့ဒီအသင်းဘက်ကပလန်ရှိရှိနဲ့ကျွန်တော်တို့အဲ please တိုင်းတစ်ခုနဲ့ကျွန်တော်ရေရှိအချိန်ပေးပြီးတော့သွားမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချပြီးတော့ခေါ်ခဲ့တဲ့နီးပြဆိုလို့ကျွန်တော်တို့ဒီ Louis Van တယောက်ပဲရှိတယ်ဆိုတော့ အဲ့တော့အဲ့လိုပုံစံမျိုးပေါ့နော်ဟိုဒါပေမဲ့ level ကျွန်တော်အသင်းက reset တွေတောက်လျှောက်ဆိုးလာတဲ့ချိန်မှာသူ့ကိုလည်းကျွန်တော်ထုတ်ပယ်ခဲ့ရတယ်ပေါ့နော်ဆိုတော့အဲဒီအခုလက်ရှိကျွန်တော်တို့ဒီ Ruben Amrin အနေနဲ့လည်းကျွန်တော်ဒီပေါ့နော် transfer ကောင်းတွေကိုကျွန်တော်တို့ပိုင်ဆိုင်ပြီးတော့အဲဒီပေါ့နော်သူပုံဖော်ခြင်းတဲ့ကစားကွက်ကိုအသင်းမှာကျွန်တော်တို့ပုံဖော်နိုင်ပြီးတော့အောင်မြင်မှုတွေကိုမြန်မြန်ဆန်ဆန်ကျွန်တော်ရနိုင်ပါသေးလို့ပဲဆုတောင်းရမယ်ဆိုတော့အဲ့လိုဖြစ်ဖို့လည်းကျွန်တော်တို့အသင်းကတကယ်ကိုလိုအပ်နေတဲ့အခြေအနေမျိုးပေါ့နော်ဟိုကျွန်တော်တို့ပြည်သက်တွေကြားရမှာဗျာဒီ အတိတ်ကကြောင့်အောင်မြင်မှုဆိုတဲ့အရာကပြောရမယ်ဆိုလို့ရှိရင် တော်တော်ကြီးကိုကြီးမားခဲ့တာဖြစ်တဲ့တကြောင်မလို့အခုလက်ရှိအသင်းရဲ့အခြေအနေကိုအသင်းရဲ့ကျွန်တော်ဒီလက်ရှိအဲဒီဘာနော် condition ကိုကျွန်တော်ဘလုံးမလက်မခံနိုင်ရအောင်ကျွန်တော်ဖြစ်နေရပါတော့เนาะဆိုတော့ကျွန်တော်တို့ဟိုကျွန်တော်တို့ကိုယ်တိုင်လည်းဒီလိုပဲဆိုတော့ brother တို့လည်းကျွန်တော်ဖြစ်မှာပဲဆိုတော့ဒါကတော့ဒါပြစ်တဲ့တွေတော့အပြစ်ပြောလို့မရအောင် expectation မြင်တာတော့ကောင်းတယ်ဆိုတော့အဲဒီဘာနော်ဘလိုပဲဖြစ်ဖြစ်ကျွန်တော်အသင်းကိုတော့စိတ်ရှည်မှတော့ရမယ်ဘာလို့ဆိုတော့ကျွန်တော်တို့အသင်းဒီလုံးဝဆိုလိုဒီဘာနော်တကယ်ကျွန်တော်တို့ဒီဟို အကုန်ကျွန်တော်ပြန်ပြီးတော့ပြောင်းပြန်လှန်ပြရမယ်အခြေအနေမျိုးမှာကျွန်တော်ရှိနေရဗျအဲ့လိုပုံစံမျိုးဖြစ်တဲ့အကြောင်းမလို့ဆိုတော့ဦးလက်ရှိဒီနေ့ပွဲကစားသွားတဲ့ပုံစံဆိုလို့ရှိရင်ကျွန်တော်ဒီဘာလဲဟို အဆုံမီလာတုံ့ပြန်တဲ့ပုံစံတော်တော်ကိုကျွန်တော်ကြိုက်တယ်။အိမ်ခွင်းမှာကျွန်တော်တို့ဒီတကယ်ကိုကျွန်တော်တို့ဒီ dominate လုပ်ပြီးတော့ကျွန်တော်ဒီ post တောင်ကျွန်တော်တင်လိုက်ပါသေးတယ်ဒီလား။တကယ်ကိုကျွန်တော်တို့ဒီပေါ့နော်အဲဒီဘတ်ပေါင်းဆောင်ကနေကျွန်တော် dominate လုပ်ပြီးတော့ကစားခဲ့တယ် position အရာလည်းတာတယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအဲဒီပေါ့နော်ချိန်ချောင်းမှုတွေမှာဆိုလို့ရှိရင်လည်းတာတယ်။ကိုကန်သိမ်းခွင့်တွေကျွန်တော်ကတာတယ်။အဲဒီပေါ့ stats တွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် numerical တွေကျွန်တော် advantage တွေကျွန်တော်အများကြီးကိုကျွန်တော်ရထားတယ်။ဆိုတော့ပထမပိုင်းဆိုလို့ရှိရင်အဲဒီပေါ့နော်အသင်းကကျွန်တော် pressing မှာရော in position out of position ဘာ ာမှကျွန်တော်ပြောစရာမလိုဘူးတကယ်ကိုကျွန်တော်ဒီဘက်နော် SMB လာကိုတကယ်ကိုကျွန်တော်စီးတီးပိုင်းမှာဖိပြီးတော့ကျွန်တော်ကစားထားနိုင်တဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ဒီလိုပုံစံမျိုးကျွန်တော်မမြင်ရတော့တော့ကြာပြီဆိုတော့ villa လိုအသင်းမျိုး villa ကလည်းအဲဒီ united နဲ့တွေ့ရဆိုလို့ရှိရင်အများအားဆိုဆိုကျွန်တော်ဒီဘက်နော်အตาရလေးရှိတဲ့အသင်းမျိုးကျွန်တော်တို့ပြီးခဲ့တဲ့နှစ်တည်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့မှအဲ့လောက်ကြီးကျွန်တော် villa ကိုဖိဖိစီစီကျွန်တော်တို့ဟိုကစားနိုင်ခဲ့တာမျိုးမရှိဘူးသူတပြန်ကိုတပြန်မဲ့ကျွန်တော်တို့ကစားနိုင်ခဲ့တာမျိုးပဲရှိတယ်ဗောနော်ဆိုတော့ ဒီလိုကြောင့်မလို့ဒီလိုပုံစံမျိုးလေးကျွန်တော်တို့ဒီအိမ်ဝင်းမှာနောက်ဆုံးပွဲစဉ်မှာကျွန်တော်တို့ချပြလာနိုင်တယ်ဆိုတော့အဲဒီဘောတော့ဟို go go မသွင်းတာကတော့ကျွန်တော်တို့ဒါထုံးစံပဲပေါ့နော်ကျွန်တော်အသင်းရဲ့တိုက်စစ်ကအဲဒီအဲဒီနေရာဒီမှာကျွန်တော်တို့စပြီးတော့ကျွန်တော်တို့ဟိုအပြောင်းရွှေ့မှာလှုပ်ရှားနေတယ်ကစားသမားတွေကိုကြည့်မယ်ဆိုလို့ရှိရင်တိုက်စစ်ကစားသမားတွေများတယ်။ဘာကြောင့်တိုက်စစ်တွေကိုအရင်ပြောင်းလဲဖို့အရင်လောက်ရလဲဆိုတာကအခုလက်ရှိကျွန်တော်ကစားပုံကောင်းတဲ့ပွဲမှာတော့မှကျွန်တော်တို့ကောင်းကောင်းမြင်နိုင်တယ်။တိုက်စစ်ကတကယ်ကိုကျွန်တော်တို့တိုင်ပတ်နေတာ။ ရက်စမတ်တို့တကယ်ကိုကျွန်တော်တို့ဒီဘောနော်မိန်းနူးကျွန်တော်တို့ပေးလိုက်တဲ့အလုံးဆိုလို့ရှိရင်သူ first step ကြီးကျွန်တော်တို့လုံးဝတကယ်တလွဲကြီးဖြစ်တယ်ပေါက်ကြီးထဲမှာပြီးတော့ကျွန်တော်တို့ဒီဘောနော်ဟို chance တွေလည်းအများကြီးရတယ်အဲ IMI ရှိတော့ကတော့ IMI တော်တော်လေးကောင်းတာလဲကျွန်တော်ပါတယ်ဘောနော်ဆိုတော့အဲဒီဘောနော်အနီကက်ဆိုလို့ရှိရင်လည်းနည်းနည်းအဲဒီဘောနော်ဒါတိတာနဲ့အနီကက်ဆိုလို့ရှိရင်တိတာနဲ့ပြီးတော့ကျွန်တော်တို့အဲဒီဘယ်လိုပြောရမလဲ အဓိကအချက်ကတော့ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ဒီဘယင်နာရဲ့အမားပေါ့နော်ဘယင်နာရဲ့အမားကနေပြီးတော့ဒီ Morgan Rogers လားမသိဘူး Morgan Rogers ကျွန်တော်တို့ဒီ goal ရသွားတယ် goal ရသွားတဲ့အခြေအနေမျိုး VAR ကျွန်တော်ပယ်ဖြတ်လိုက်တယ်တကယ်တကယ်တမ်းကျွန်တော်တို့ဒီ8 goal ကပေးရမယ့်အခြေအနေမျိုးမှရှိတယ်ဘာလို့လဲဆိုတော့ဘယင်နာကလက်ကနေဘောလုံးကလွတ်နေတာဆိုတော့ပေးရမယ့်အခြေအနေမျိုး ဒါပေမဲ့အဲဒီပေါ့နော်ဟိုမပေးခဲ့ဘူးမပေးခဲ့တဲ့ United ကျွန်တော်တတ်တာရတယ်အဲ့ဒါကျွန်တော်တို့ဒီကျွန်တော်တို့တိုက်ဆက်တောက်လျှောက်ဆင်နေနေကောင်တာပေါက်သွားနော်အဲ့လိုပုံစံမျိုးကျွန်တော်တို့ဟိုဒုတိယပိုင်းကျတော့ဗျာအသင်းကကျွန်တော်တို့ pressing ကကျလာပြီဒီပေါ့နော်အသင်းရဲ့ကျွန်တော်လိုအားနှုန်းတွေကျတော့ကျလာပြီဖြစ်တဲ့နေသားမှာဟာကွက်တွေကတဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ပို့ပြီးတော့များလာတယ်ပေါ့နော်ဆိုတော့အဲ့လိုနေသားမျိုးမှာကျွန်တော်တို့ကတိုက်ဆက်လေဆင်ဆင်းဆင်းနဲ့ခံစစ်ကိုကျွန်တော် ပြန်ဆင်းတဲ့အနေသားတွေမှာကျွန်တော်တို့အဲဒီပေါ့နောက်ကျလာတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တဲ့အဲ့ညမှာကျွန်တော်တို့ဒီဘယင်နာ ဲ့အလုံးအိုက်လုံးတော့ကျွန်တော်ပေးလိုက်ရရင်တော့ဒီပွဲ United ကဒီအမြင့်ဆုံးမျောလင်းလို့ရရင်တော့မှကျွန်တော်တို့ဒီတည်ရလောက်ပဲပေါ့နော်ဆိုတော့ဒါတော့မှကျွန်တော်တို့ဒီတယောက်ထွက်အခြေအနေကြီးမျောဆိုတော့တိတ်ပြီးတော့ကျွန်တော်တို့တယောက်ထွက်အခြေအနေနဲ့ကျွန်တော်တို့ရှေ့မှာကျွန်တော် Lion နဲ့တော့မှဘလောက်တော့ကျွန်တော်အခြေအနေဆိုးခဲ့လဲကျွန်တော်တို့နေနိုင်တယ်ဆိုတော့ဒီတော့ကြောင့်မလို့ တယောက်ထွက်ရုံမကလို့ဘယ်လိုပဲဖြစ်ဖြစ် United ရဲ့လက်ရှိကျွန်တော်တို့ဒီတိုက်စစ်အနေထားနဲ့ကသွင်းကိုတကူရဖို့တော်တော်ကြီးကိုရုံးကန်နေခြင်းမျိုးဆိုတော့ဒီတကြောင်ဒီနေ့မှလည်းဒီတိုက်စစ်တွေကိုပဲအဓိကဦးစားပေးပြီးတော့အဓိကကျိုးပန်းတင်နေတကယ်လဲကျွန်တော်တို့ကျိုးပန်းနေကြတယ်ပေါ့နော်အခုလက်ရှိကုညာရမယ်ပြီးရင်ကျွန်တော်တို့ အဘေကစားသမားတွေကျွန်တော်ရမယ်ပေါ့တေချာတစ်ခုကတော့ကျွန်တော်တို့ကစားသမားတွေရောင်းဖို့လိုတယ်ဒီအခုလက်ရှိကျွန်တော်ဒီ Europa League မှာလည်းကျွန်တော်တို့ထွက်ထားတယ်ဖြစ်တဲ့ကျွန်တော် Champion League လည်းဝင်ဝင်မရဘူးဝင်ဝင်မရတဲ့ကြောင့်မို့ budget ကကျွန်တော်လည်းနည်းတယ်ဆိုတော့ကစားသမားအယောင်းတွေလည်းကျွန်တော်တို့လှုပ်ဖို့ကလည်းရှိသေးတယ်လို့ကျွန်တော်တို့အဝယ်ဒီမှာဆိုလို့ရှိရင်လည်းအဲသူများတွေထက်ကျွန်တော်တို့အဲနောက်မကြဖို့တော့လိုတယ်ပေါ့နော်ဆိုတော့အခုတည်းကကျွန်တော်ပြောင်းရွှေ့ရစပြီးလှုပ်ရှားဖို့လိုပြီးနောက်လာမယ့်ကျွန်တော်တို့ဒီ pre season တွေလည်းကျွန်တော်တို့ရှိနေသေးတယ်ပေါ့နော်အခုလည်းရှိဆိုလို့ရှိရင်လာမယ့် ိတ်တော့မကြောက်ထင်တယ်တပတ်နှစ်ပတ်လောက်မကြာမထင်နဲ့အဲ့ထဲမှာကျွန်တော်တို့ဒီပါလဲအဒီဒီပါလဲမလေးကိုလာနော်မလေးကိုကျွန်တော်လာပြီးတော့ကစားဖို့ရှိကိုရီးယားတော့မကြည့်နိုင်ဘူးဆရာသမားတွေကြည့်နိုင်တဲ့လူတွေသွားကြည့်ကြအောင်တော့ကိုရီးယားတော့မကြည့်နိုင်ဘူးမလေးမှာကျွန်တော်တို့ဒီပေါ့အာဒီအာဆီယံအော်စတာလာအဲ့ဒါနဲ့ကျွန်တော်အဲ့ဒီနဲ့ကစားမယ်ပေါ့နော်ကစားမယ်ယူနိုက်တက်ကျွန်တော်ကစားမယ်ပွဲကျွန်တော်ရှိရှိရပေါ့နော်โอเคကျွန်တော်ဒါကတော့ကျွန်တော်ဒီ Manchester United ရဲ့ဒီဘောတော့အင်ကွင်း အဲဒီ2024 2025ရာသီရဲ့နောက်ဆုံးအပိတ်ပွဲအဖြစ်အဆိုမီတာနဲ့ကစားခဲ့တဲ့ပွဲစဉ်ရဲ့ပွဲပြီးသုံးဆက်ဖြစ်ပါတယ်ဆိုတော့အဲ brother ရော brother တို့ကရောဒီပွဲပေါ်မှာဘယ်လိုမြင်ကြလဲဒီရာသီတရာသီလုံးကိုဘယ်လိုမြင်ကြလဲဘယ်လိုခံစားခဲ့ရကြလဲဆိုတော့လာမယ့်ရာသီမှာရောဘယ်လောက်ထိကျွန်တော်တို့မျှော်လင့်ထားလဲ Amrian Boy ရောဘယ်လောက်ထိကျွန်တော်တို့ယုံကြည်ထားလဲတန်တရားရှိနေလား ကွန်မန့်တွေမှာဝင်ရောက်ဆွေးနွေးပေးသားလို့ရပါတယ်ကျေးဇူးအားပေးညီကူများအားလုံးကျေးဇူးများတင်ပါတယ် channel ကို subscribe လုပ်နေဆိုလို့ရှိရင် subscribe လုပ်ပေးထားကြဖို့အားလုံးကိုတောင်းဆိုပါတယ်နောက်ထပ်ကျွန်တော်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ်အားလုံးကျေးဇူးပါ